ျွန်တော်တို့ယောက်ျားလေးတိုင်းအနည်းဆုံးမရှိရင်တော့တိထားတဲ့ဖက်နှက်အမျိုးအစားတွေဆိုတာအများကြီးရှိပါတယ်။ WhatsApp ပဲလေကျွန်တော်ကတော့ K ပဲဖြစ်ပါတယ်။အရင်ဘက်ကညီကိုတို့အတွက်ယောက်ျားလေးတိုင်းတိထားတဲ့ဖက်နှက်အကြောင်း Part 1ကိုပြောပြပေးခဲ့ပြီးပြီဆိုတော့ဒီနေ့မှာတော့ကျွန်တော် Part 2ကိုဆက်ပြီးတော့ပြောပြပေးသွားမှာပဲ။ Okay အဲ့ဒါဆိုရင်တော့ဗီဒီယိုကိုစလိုက်ကြပါ Part 2ရဲ့ပထမဆုံးဖက်နှက်တွေကတော့ Brocks တွေပဲဖြစ်ပါတယ်။ Brooks ဆိုတာက Oxford နဲ့ Darwinstein ကိုအခြေခံထားပြီးတော့ဖဏတ်ပုံမှာ perforated patterns တွေပါဝင်တဲ့ဖဏတ်မျိုးစားပဲဖြစ်ပါတယ်။ C ရတာတက်တောင်းတက်တာဖြစ်ပြီးတော့ classy ဖြစ်တဲ့အပြင် semi formal events တွေတော့အလွန်ကိုတင်တော့ပါတယ်။ Brooks color တွေမှာ tan color Brooks တွေက smack wash outfit တွေနဲ့အញ្ញံကိုကိုင်ပါတယ်။ဒူရီယာဖနက်တွေကတော့ sandals and slides တွေဖြစ်ပါတယ်။တကားတလေကြရင်ကျွန်တော်တို့က veneer တော့တော့ shoe တာမဟုတ် sneaker ီတစ်ခါကစီးနေစီအောင်လုပ်ပါဘူး။ဒါမှန်နေ့စဉ်တုန်း cautious look အတွက် sandals နဲ့ slides တွေကတတ်တောင်းတတားလေးဖြစ်ပြီးတော့ခုမှ quality ကောင်းတဲ့ sandals တားမှု slide တခုခုရှိနေတူတော့လည်းတူပါရဲ။ streetwear ခါကြမှာလည်း branded slide တွေဖြစ်ကြရဲ။ Adidas, Nike တွေကတရားမှုပြုကြိုင်များပြီးတော့ရေးပန်းစားပါရဲ။ဒါပေမဲ့ကျွန်တော်တို့က slides and sandals တွေကိုစီးရတာကြာရင်တော့ညပတ်နေရမှာပေါ့ね တန်တန်ရှင်းရှင်းထားဖို့တော့အရေးကြီးပါတယ်အလုံးညပတ်တဲ့ sandal slide တွေစီးရတာကြရင်ကိုယ်ရင်ထုတ်ကိုလည်းကြားသိပါတယ်တတိယရုပ်ကတော့ aspiduals ပဲဖြစ်ပါတယ် aspiduals ဆိုတာက lightweight canvas shoe ဖြစ်ပြီးတော့မြေယာတီနဲ့ကျွန်တော်တို့နိုင်ငံတို့မအေးတဲ့ဆောင်းရည်တွေအတွက်အထူးတင်တော့ပါတယ် aspiduals တွေကိုဘာမီတို့ shorts နဲ့ mini shorts ပါပြောင်းနိုင်ရင်တကယ်ကိုပုပ်ပပနဲ့အထားကြရတယ် ခေါ်ရှင်းတာမက vacation ပါဝင်လို့ရတဲ့လူကိုရရှိပြီးလည်းဖြစ်ပါတယ်။ aspirators တွေကတက်တောင့်တတားရှိပြီးတော့ cautious fashion ကိုလုံးဝအပြည့်ဝပြီးစွမ်းနိုင်ပါတယ်။လေကူးမြောက်ကတော့ slip on sneaker တွေပဲဖြစ်ပါတယ် slip on sneaker တွေက leads မပါရဲ့အတွက်လွယ်လွယ်ကူကူဝတ်ဆင်လို့ရပြီးတော့ချွတ်ရဝေးရအဆင်ပြေရအောင်ခီးဖက်တာပဲဖြစ်ဖြစ်တာမန် cautious hand ကလုပ်တာရည်တော့ပါအလုံးတင်တော့ပါတယ် aspergillus တွေက slip ပုံမျိုးစားထဲမှာပါဝင်ပြီမြင် slip ပုံဖက်တဲ့အတိုင်းကတော့ aspergillus မဟုတ်ပါဘူး slip ပုံဖက်တဲ့ဆိုတာက design မျိုးစုံ leather rubber စသဖြင့် material မျိုးစုံကိုအသုံးပြုကြတဲ့ဖက်နယ်မျိုးစားတွေဖြစ်ပါတယ်အယောင်မှာဆိုရင်လည်း gray baggy ပြူရောင်စားတဲ့အယောင်တွေက ဖေးအဝေးစားမျိုးနဲ့မဆိုလိုက်ဖက်ပြီးတော့ကိုကအလုံးမာပဲဖြစ်ဖြစ်အကြောင်းမာပဲဖြစ်ဖြစ်အပြင်သွားရင်ပဲဖြစ်ဖြစ်တဏီယာကနေတဏီယာခဏခဏကူးရတဲ့နေ့တွေအတွက် perfect အဖြစ်ဆုံးခဏတည်းလို့ဖြစ်ပါတယ်နောက်ခုမြောက်ကတော့ trainers and running shoes တွေပဲဖြစ်ပါတယ် trainers တွေကအများအပြင် gym ဆိုတာအားကစားလုပ်ချိန်နဲ့ jogging လုပ်ချိန်တွေမှာနေရာဒေသလုံပုံလုံးနေဖို့မြင့်တည်ပြီးတော့ကိုအတွက်အထောက်အပံ့ဖြစ်စေရောတမကပို့ပြီးတော့ home stable ဖြစ်စေရဲ့ဘဏ္ဍာတွေလည်းဖြစ်ပါတယ် Nike, Adidas, Ultra Boots, Asics, Sare brand တွေမှာ trainer or running shoes တွေကလူကြိုက်အများဆုံး brand တွေပဲဖြစ်ပါတယ်။ဒီနေ့ကမှာတော့ Athleisure's Fashion ကြောင့် Running Shoes တွေကိုလည်း Damon Kosher ဝယ်အနေနဲ့ဝင်လာကြတာကိုအားလုံးမသိကြမဲ့တင်ပါရယ်။ကဲဒါတွေကတော့ယောက်ျားလေးတိုင်းမှာရှိထားတည်ထားတဲ့ဖက်နှံ့မျိုးစားတွေပဲဖြစ်ပါတယ်။ ကိုသွားမယ်နေရကိုဝိမဲ့အဝယ်စားပုံစံနဲ့ကိုက်ကြီးရဲ့ဖနက်အယောင်မျိုးကိုတော့ကြွေးဖို့အကြံပေးခြင်းပါတယ်ပြီးရင်ဘလူးအနေနဲ့ဘလူးဖနက်အမျိုးအစားတွေကိုပူကြိုက်လဲဆိုတာကွန်မန့်မှာရေးပြီးတော့လို့ရပါတယ်ဖနက်ဆိုတာကလူတယောက်ရဲ့ပုံရိပ်ကိုအများကြီးမြင့်တင်ပေးနိုင်တဲ့အရာတွေရဲ့ခါတစ်ခုမလို့ TVU ကဘလူးအတွက်အကျိုးရှိနိုင်မယ်လို့လည်းထင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လို့မလုပ်ရသေးရင်လုပ်ပြီးတော့တောင်းဆိုလိုက်ပါတယ်နောက်ထပ်အတိအကျတော့အကြောင်းအရာတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ် ားလုံးကိုကျေးဇူးများရှင်ပါတယ်။